တရင်တပ်ပုံတင်မောင်ဤတရင်စာတက်တဲ့နိုင်စာရေးဆရာတရင်တော့အပြင်တရင်တပ်ပုံဆရာအဖြစ်လဲအဖြစ်မျိုးစုံကန်သည်သူမတူသောဓာတ်ပုံကိုရလိုက်သည်လည်းရှိသည်လွတ်သွားသည်လည်းရှိသည်တရင်တောက်တို့သဘာဝအတိုင်းဓာတ်ပုံကောင်းကောင်းရသည့်အခါ၌ပျော့ရပြီးလွတ်သွားပြန်လျင်စိတ်ညစ်ရပြန်သည်1948ခုဇန်နဝါရီလ4ရက်နေ့မနက်လွတ်သည်ပင်ပွဲတော်တွင်ဖြစ်သည်ပထမဆုံးလွတ်သည်ပင်ပွဲဖြစ်သည်ဖြင့် ခုနှစ်ရက်ခုနှစ်လီမိကုံရန်ကုန်ပြောလိုက်ကြသည်ကုံပွဲရေပွဲပွဲမျိုးစုံချိန်ချိန်တဲ့သည်တရင်စာတို့အဖို့အရေးကြီးဆုံးမှာအာနာလွှဲပွဲဖြစ်သည်အာနာလွှဲပွဲကိုအတွဲဝင်များယုံအတွင်ပါလီမန်အဆောက်အဦရှိနိုင်တဲ့ကြိမ်ပါလီမန်၌တကြိမ်ကျင်းပသည်ထို့ပြင်ဘရင်ကန်၏အိမ်တော်တွင်လည်းကျင်းပမည်အိမ်တော်၌ဘရင်ကန်က အလံကိုချကာအိမ်တော်မှစစ်သည်မောတို့တွားပြီးပြန်ပြီထိုစဉ်ကတင်းမောင်းသည်ဗမာခေတ်သတင်းစာ၌သတင်းတော်ပေါက်စနကလေးသာရှိသည်သည် ဗမာကေအရီတာဒီဘရင်ကမေးမြတ်အိမ်တော်မှထွက်တော်မူနန်းကခွာပြီးတင်းမောပေါ်တက်ခါပြန်ပုံကို အစစ်အစစ်ဓာတ်ပုံများဖြင့်ပြလိုသည်ဓာတ်ပုံသတင်းတောက်များကိုစုဆောင်သည်ဘရင်ကဤအိမ်တော်အပေါ့ဝ၌တဦးဝင်းဝ၌တဦးနန်း၌နှစ်ဦးတင်းမောစိတ်ကန်းနား၌တဦးတင်းမောဘေး၌တဦးဓာတ်ပုံသတင်းတောက်တို့ကိုတက်ဆွဲစေသည်တင်းမောဘေး၌ရိုးရိုးသတင်းတောက်ဝင်ဝင်မပေး၍ထိုးစင်းကရေတက်ပုံဖြစ်သူဓာတ်ပုံပညာရှင် ခင်လေးမောင်ကိုစစ်ကူခေါ်၍တာဝန်ပေးရသည်ဒေမောင်၏တာဝန်မှာမနက်တွင်ဘရင်ကန်အိမ်တော်လစ်လန်ဝင်းပေါက်သို့သွား၍စောင့်ပြီးအိမ်တော်မှထွက်လာမည့်ဘရင်ကန်၏ကားကိုဓာတ်ပုံရိုက်ယူရမည်ဖြစ်သည်ဝင်းအထက်မှာအင်္ဂလိပ်အစိုးရရဲ့ဒဇိကြီးချိန်ထားတဲ့အဲ့ဒီဒဇိရောကားပါပေါအောင်ရိုက်ခဲ့ပါအိတာကတိတိကျကျညှို့ကြသည်အိမ်မှာအိတ်လျင်မနက်နိုးကောင်းမှနိုးမီဆိုကတိုက်တို့လာ၍အိတ်စီသည် နက်၄နာရီတွင်တိုက်ကကားနှင့်ဝင်းပေါက်တို့လည်းလိုက်ပို့လိုက်သည်ကင်မရာတစ်လုံးနှင့်စောင့်နေသော တင်မာဝီအနီးသို့မကြမီအယက်သားပရိသတ်များဝိုင်းလာသည်သူတို့ကလည်းဘရင်ကံပြန်လဲတီကို ကြည့်လိုကြသည်သူသည်ပရိသတ်အလဲတက်တက်၌နေရာယူထားသည်ကင်မရာကိုလည်းတည်တည်ချာချိန်ထားသည်အပေါ်ကဒစိမ့်ကြီးလည်းပါသည်ထွက်လာမီကားလည်းပါနိုင်ထွက်လာလေပြီမြန်မာနိုင်ငံဘရင်ကံသည်မင်းခမ်းမင်းနာနှင့်အိမ်တော်မှထွက်လာပြီးဝင်းဝတို့ရောက်လာလေပြီး ဤတွင် တင်မောက်ခမဒုက္ခတွေ့တော်သည်ကင်မရာကိုချိန်ထားစဉ်က ထောင်လျက်သာချိန်ထားသဖြင့်အထက်ကဒစိမ့်နှင့်အောက်ကကားပါပုံတွင်းသို့ဝင်၏သို့သောဘယင်ခံလာရ၌သူကားကြီးဘေးမှမြင်းစည်းပလိများချဲ့ရလာသည်ဘယင်ခံ၏ကားရော မြင်းစည်းပလိတို့၏ကားပါပုံတွင်ပါလိုလျင်ကင်မရာကိုစောင်းရရိုက်ရမည်အင်္ဂလိပ်အစိုးရ၏ဒစိမ့်မပါ၌ဒစိမ့်ပါစေလို၍အတက်ရိုက်ပါလျင်ဘယင်ခံ၏ကားသာပါမည် ဘေးမှာအချမ်းအရန်မြင်းစည်းပလိတ်များဤပုံမပါနိုင်တစိယောမြင်းစည်းပလိတ်များဤပုံမှာပါလိုပါက နောက်သို့ဆုပ်၍ဓာတ်ပုံရိုက်ရမည်တိအချိန်မရှိနှင့်ပွဲကြီးပြိသက်ကွယ်နေမည်မို့ဓာတ်ပုံရိုက်၍မရနိုင်စဉ်းစားနေချိန်လည်းမရစက္ကန့်ပိုင်းအတွင်းဆုံးပြတ်ချက်ချရမည်ဖြစ်သည်သူသည်ကြပြားကြရနှင့်ကင်မရာကိုထောင်လျက်တစ်ပုံစောင်းလျက်တစ်ပုံရိုက်လိုက်၏ဘရင်ကန်လွန်သွားလင်သွားခြင်းတိုက်သူပြန်ကဖလင်းဆေးကြည့်သည် ထောင်လျက်ရိုက်ထားသောပုံတွင်တစိမ့်ကစောင်းလျက်နေသည်စောင်းလျက်ရိုက်ထားသောပုံတွင်တစိမ့်မပါဓာတ်ပုံနှစ်ပုံစလုံးမြည်သည့်ပုံမှသုံး၍မရထိုစဉ်ကမြည်သူမှဓာတ်ပုံမရိုက်သဖြင့်ဓာတ်ပုံအစားလည်းမရနိုင်ပေအိဒအဖို့ဘရင်ကံပြီတော်ပြန်ကန်းအစီအစဉ်နှင့်ထဲ့ရန်ဓာတ်ပုံတည်းကြီးပြတ်သွားလိမ့်ပြီဒေမောင်ကြီးအပြစ်ကကြီးမားလှတော်သည်အိဒမင်းကဒေါသပုံထကစူတော်သည်ဝေဒသိန်းလောက်ပျောက်ဆုံးလင်းပင်ဤမျှစူမီမဟုတ် ဓာတ်ပုံပြည့်ရသဖြင့်စူလိုက်ဒီမှာရတရားမရှိပြီမိမြစူသည်နီဟူမူငါသတင်းစာလောကကိုလာမိတာမှားပြီဒီလောကမှပြေးမှတော်မီဟူအခိုက်တန်အဖြစ်ပြေးဖို့စိတ်ပင်သူဤစိတ်တွင်ပေါ်လာခဲ့မိရှာ၏ဤသို့ကွဲဥတဲ့သတင်းဓာတ်ပုံရိုက်စင်ကလွတ်ခဲ့သောတဲမောင်သည်မြမပြီးတခုတည်းသောဓာတ်ပုံသတင်းဌာနကိုတီထောင်မှုသည်1950ခုဖေဖော်ဝါရီလတည်း၌ဗမာခေတ်ချိတ်ပိတ်စင်ကအလုံးလက်မဲ့ဖြစ်နေစဉ်တွင် ဘာလန်တဲကိုရိတ်တာတွင်အတူနေသူဦးထင်ကြီးကဓာတ်ပုံသတင်းဌာနတစ်ခုစက်တူပွင့်ညရန်စီစဉ်သည်ဦးထင်ကြီးသည် အမေရိကန်မှသတင်းစာပညာမဟာသိပ်ပံဘွဲ့ယူလာပြီး ပြန်လာစရှိသေးသည်ဂျာနယ်ကျော်မမလေးဤပေါင်းဖြစ်သူကိုတင်ဝင်းကလည်းဂျာနယ်ကျော်၌သတင်းဓာတ်ပုံများရိုက်ခဲ့သည်သူနှင့်သုံးဦးသာစက်တူထောင်ကြသည်နယူးပစ်ဓာတ်ပုံသတင်းဌာနအမည်နှင့်သတင်းဓာတ်ပုံများကို လိုက်လံရိုက်ကူးကမြန်မာသတင်းစာများနှင့်နိုင်ငံခြားစာနယ်ဇင်းများသို့ပို့သည် အတော်အသင့်အလုပ်ဖြစ်သည်ဓာတ်ပုံရိုက်ရသည်မှာယခုကဲ့သို့လျှက်ရပြန်မီးခစ်မဟုတ်ဘဲမီးထိုးကရိုက်ရသည်ဦးတင်ကြီးကဓာတ်ပုံရိုက်လျင်တင်မောင်ကမီးခွက်ကန်ရသည် အတော်ကြောင်သည်တရင်ဓာတ်ပုံရိုက်ရသည်ထက်ဆေးရကူးရသည်မှာပင်ပန်းလာသည်တန်ယုံများကဝယ်လျင်တညာလုံးဓာတ်ပုံကူးရသည်လည်းရှိသည်ထို့ကြောင့်တင်မောင်တို့အင်အားနှင့်မနိုင်တော့ဘဲလူပိုရှာရသည်ကိုရွှေမောင်ကိုတိုက်နှင့်ကိုလာသိန်းတို့မှတင်မောင်နှင့် ဦးတင်ကြီးတို့၏ထမင်းကြိုင်မှထမင်းကိုခွဲဝေကျွေးကာမွေးလာခဲ့ရသောသတင်းတောင်များဖြစ်ကြသည်ဓာတ်ပုံသတင်းဌာနတွင်လောက်ကင်ရခြင်းကတင်ပေါ်၏ဓာတ်ပုံအများကိုနိုင်ငံခြားစာနယ်ဇင်းတို့၌ပုံနှိပ်ခံရသည်ထို့ပြင်အီယာမသတင်းကြီးတစ်ပုဒ်ကိုလည်းလွှတ်ရပူရန်သည်သတင်းတောက်ဟူရ၌မြို့တို့ပင်စူးစမ်းစီကမှုလွတ်သောသတင်းလွတ်သောဓာတ်ပုံများရှိကြသည်သည်အကြောင်းတစ်ခုခုကြောင့်လွတ်သည်ပြတ်တတ်သည်တင်ပေါ်အဖို့ဓာတ်ပုံသတင်းတောက်ဘဝတွင်အီယာမသတင်းဓာတ်ပုံတစ်ခုလွတ်ခဲ့ရပူသည် မမခင်၌လွတ်တပင်တွင်ဘယင်ခံပြန်လန်းရိုက်ကူးသောဓာတ်ပုံပြက်ရသည်လွတ်ရသည်မှာခံသာသည်ယခုလွတ်ရသောဓာတ်ပုံမှာနယူပိအမိဖြင့်မြမပြည်၌တခုတည်းသောဓာတ်ပုံသတင်းဖြန့်ချီရေးဌာန၏အရီတာဓာတ်ပုံဆရာအဖြစ်သတင်းဓာတ်ပုံလွတ်ရသည်မို့ပို၍ညံဖြင်းရာရောက်လေသည်1950ခုဩဂုတ်လ14ရက်နေ့သတင်းတောင်များအထူးသဖြင့်ဓာတ်ပုံသတင်းတောင်များပန်းစိုးရန်ရှိပြန်ကြားရေးဌာနသို့နေ့လယ်12နာရီလောက်လာခဲ့ပါဟု အစိုးရကတယ်လီဖုန်းဖြင့်ဖိတ်ကြားသည်ပြည်ကြားရေးဌာနသို့ရောက်သောအခါဒုညွန်ကြားရေးဝန်ဦးကျော်စိုးနှင့်တရေစာဆက်ဆံရေးအရာရှိဦးချန်တော်ကွယ်လွန်ရှာကြပြီးတို့ကမော်လမြိုင်သို့သွားရန်ရှိကြောင်းတရင်တောက်ထက်ဓပုံတရင်တောက်များလိုက်ခဲ့စေလိုကြောင်းပြော၏သူစဉ်က တင်ပေါင်းသည်နယူတိုင်းတရင်စာ၏တရင်တောက်သာဖြစ်တော်လဲနယူပိဓပုံတရင်ဌာန၏ဓပုံတရင်တောက်အဖြစ်လိုက်ပါခွင့်ရရှိလေသည်ပြည်ကြားရေးဌာနမှအရာရှိနှစ်ဦးနှင့် တရင်းစားဆရာ၁၀ဦးတို့သည် ရွှေကြိုးပြူလေးရင်ပြတ်၂ဆင်းနှင့်မော်လမြိုင်တို့ပြန်တန်းခဲ့ကြသည် မော်လမြိုင်တို့ရောက်သောအခါစစ်ဌာနချုပ်သို့ခေါ်သွား၏ကျွန်တော်များတိုက်ပွဲတစ်ခုမှာကရင်တဘုံခေါင်းဆောင်စောပါဦးကြီးကိုအသေးဖမ်းမိခဲ့ပါတယ်တာဝန်ခံစစ်ဘိုလ်ကရှင်းပြသည်တရင်းတော်တို့၏တာဝန်မှာတေသူသည်စောပါဦးကြီးဟုတ်မဟုတ်တသက်အဖြစ်ကြည့်ရှုရန်ဓာတ်ပုံတရင်မှတ်တမ်းများရိုက်ယူကတိုင်းပြည်သို့တရင်ဖြန့်ချီရန် ဖြစ်သည်ကိုဤတွင်မှသိရသည် ဇောဘာဝူကြီးမှာဩဂေါ်လ12ရက်နေ့ကကောဂရိတ်မြို့နဲ့25မိုင်အကွာရှိမိုးတောင်ကူးရွာ၌စခန်းချနေစဉ်အစိုးရတပ်တကူမှတည်င်းအရာဝင်တိုက်ရာမှာကြာဆုံးသွားခဲ့သည်ဇောဘာဦးကြီးနှင့်အတူဂလုံဦးစောအားလက်နက်ရောင်းသဖြင့်အင်းစိန်ထောင်း၌ထောင်ချနေစဉ်ကရင်တဘုံအဝင်း၌တောခိုခဲ့သူ မေဂျာဘီဘီရန်နှင့်မစ္စတာဘေကာဆိုသူမျက်နှာဖြူနှစ်ဦးတို့လည်းကြာဆုံးခဲ့သည်အကျိုးအကြောင်းရှင်းပြပြီးနောက် တရင်တောက်တို့အားမော်လမြိုင်စေယုံကြီးသို့ခေါ်သွားသည်တောပါဝီကြီးအလောင်းသည်ရင်ခွဲယုံရင်ခွဲကြောက်စပွဲ၌ပက်လက်ကြီးရှိနေရှာ၏တင်းပေါင်းသည်အခိုက်တက်မြငေးမောသွားမိ၏ရခင်ကမြင်ရသောဥရောပတိုက်သားဝိဆုံနှင့်တည့်ရဲ့ချောမောသောစောပါဦးကြီးနှင့်ယခုတပ်မဲအရဘောကြီးတို့ကိုနှိုင်းရှင်မိကဈာနာမှုကိုမြင်ရမှတင်္ခရာတရားပေါက်သွား၏စောပါဦးကြီးအတိတ်ရာဇဝင်ကိုလည်းမြင်ရောက်လာပြန်သည်ဂျပန်ကဖာပေါ်နှင့်မြဝကျုံးပေါ်ဒေသ ကရင်ဗမာပြိပက္ခအပိနိုင်ကရင်ဗမာချစ်ကြီးအတွက်ပွဲခဲ့သောကရင်အမျိုးသားအဖွဲ့၏ခေါင်းဆောင်12ဦးနှင့်တဦးဖြစ်ခဲ့သူစောပါဦးကြီးစစ်ပီးကဗြိတိရှအစိုးရထံတွင်ဖဆပလာကလွတ်လပ်ရေးရရန်အရေးဆိုစဉ်၌ဆရာတာထိုမဲဘခိုင်တို့နှင့်တူကရင်လူထုကိုခေါင်းဆောင်ကဖဆပလာနှင့်ပူးပေါင်းခဲ့သောစောပါဦးကြီးသူစင်က တပောင်းစုကြီးဖဆပလာနှင့်ပေါင်းကကရင်ဗမာချစ်ကြီးရဲ့လှုပ်ဆောင်ခဲ့ရင်နေချက်အရင်ဆိုင်ခဲ့သူစောပါဦးကြီးသည် နောက်ပိုင်းနေကျက်နှင့်ပူးပေါင်းလာခဲ့ပြီးဘင်းပမာညီညွတ်ရေးကိုဖျက်ဆီးခဲ့လေသည်ဘင်းကန်၏အတိုင်ပင်ခံအဖွဲ့ဝင်ဝင်ကြီးဖြစ်လာခဲ့သည်ကရင်ပြည်တေးကြပြည်နယ်ရရှိတင့်သည်ဆိုကကရင်ဘဟုအစည်းအရုံးကိုခေါင်းဆောင်ပြီးသွေးခွဲရေးကိုလှုပ်ဆောင်လာခဲ့သည်ဇောဘာဦးကြီးသည်အခြားအဖွဲ့ဝင်၃ဦးနှင့်အတူဘီလက်သို့သွားကဗီဒိရှာအစိုးရကဗမာပြည်၌ကရင်ပြည်နယ်တေးကြထူထောင်ပေးရေးလှုပ်ဆောင်သည်1946ခုဇူလိုင်လ19ရက် ဖောက်ပြန်သောသွေးခွဲလန်းစဉ်ကိုလှုပ်ဆောင်လာခဲ့သည်။နေချက်နှင့်ပူပေါင်းမိရာမှဗမာအချင်းချင်းစိတ်ဝမ်းကွဲခဲ့ရသည်။နောက်ဆုံး၌လက်နက်စွဲကင်တိုက်ခိုက်ရေးလန်းစဉ်ဖြင့်တိုက်ခိုက်ခဲ့ရမှာသူ၏အဖော်နေချက်သားတို့နှင့်အတူကြဆုံးရှာလေသည်။ကဲကဲသတင်းစာဆရာများစိတ်ကြိုင်းကြကြည့်ပါ။ဓာတ်ပုံရိုက်ခြင်းသလိုရိုက်ကြပါ။စစ်ဗိုလ်တဦးကစော်ဩလိုက်သည်။တင်မောင်၏အတွေးရည်ရင်ကြောပြတ်သွားပြီးတာဝန်ဝတရားများကိုလှုပ်ဆောင်ရတော့သည်။တေခဲ့ဒီမှာနှစ်ရက်ကျော်ကြာပြီးဖြစ်၍ အပုတ်နဲ့ထွက်ဆပြုနေပြီဖြစ်၏တိုက်ပွဲဖြစ်ရာဒေသမှာမော်လမြိုင်မြို့သို့တဲယူရာတွင်ထန်းစဉ်ပကတ်ဖြင့်ကြကြနာနာတဲခဲ့ရသည်မဟုတ်မိုးကြောင့်ရေရှမ်းနေသောလေကွင်းတို့တွင်ရေထဲနုံထဲမှပင်စွဲတဲခဲ့ရသည်ထို့ကြောင့်ရုပ်ကလက်မှာရွှွ့နုံများလည်းပေကတ်နေသည်သူအသက်ရှင်စဉ်ကတသသမွေးမြူထားသည့်နှကမ်းမွေးတို့နှင့်မုတ်စိတ်မွေးတို့တွင်သွေးစေးသွေးနာများနှင့်အတူရွှွ့စရွှွ့နာများလူးပေနေ၏ဖြစ်ကောင်ရိုက်သည်ကွာသူစဉ်ကတရင်တပ်ပုံဆရာအဖြစ်လိုက်လာသည့် ဗမာခေဦးအောင်ခင်ကဆိုလေသည်ဦးအောင်ခင်သည် ရင်ခွဲစင်ပေါ်တက်ကရုပ်ကလပ်ကိုခွာ၍မတ်တရက်ကဓာတ်ပုံရိုက်ယူသည်ဒါမှမျက်နှာတက်တဲ့ပုံကိုရမှာပေါ့ထိုကဲ့သို့ဦးအောင်ခင်ကဆို၏ဦးအောင်ခင်ဓာတ်ပုံရိုက်ပြီးနောက်ဓာတ်ပုံဆရာဦးလှဖေက ရင်ခွဲစင်ပေါ်တက်ကဦးအောင်ခင်ဤတူရိုက်ပြန်သည်ထို့နောက်တင်မောင်ဤအလှဲ့ကျသဖြင့်ဟန်ပါပါတက်လိုက်သည်ရင်ခွဲစင်ပေါ်တက်ကရုပ်ကလပ်ကိုခွာ၍မတ်တက်ရက်လိုက်ပြီးစောပါဦးဤမျက်နှာကိုကင်မရာနှင့်ချိန်ရွယ်လိုက်သည်တင်မောင်ဖို့ ဦးအောင်ခင်ဦးလှဖေတို့နဲ့မတူသည်ကိုတတိမပြုမီသူတို့ကလုံချင်နေလာသည်လွှာဖက်နဲ့စီးသားသည်ကင်မရာတစ်လုံးစီးသားပါ၏သူကဘောင်းမီဝစ်ကတန်ခွာပါသည့်နောက်ပိတ်ဖက်နဲ့ကိုစီးသားသည်ကင်မရာကလည်းအသေးစားတစ်လုံးအပြင်တရေတပ်ပုံရိုက်သည့်အီယာမကင်မရာကြီးတစ်လုံးပေါင်းနှလုံးပါသည်ကင်မရာကြီးကိုလွှဲကကင်မရာသေးနှင့်ချိန်စဉ်တွင်ပင်ချုံးမွေးလာသောရင်ခွဲစဉ်နှင့်တန်ခွာဖက်နှက်တို့တွေ့ကြတော့သည်ဝုံကနေချော်လဲသွားသည် င်မရာကွဲမီဆိုသဖြင့်ကင်မရာလွတ်အောင်ဆွဲဆောင်လိုက်ရာမှတင်းမောင်သည်စောပါဦးကြီးကိုဝေါ်၌ပေါက်လျက်လဲကျသွားတော့သည်။သွားလေသူ၏မုတ်စိတ်နှကမ်းမွေးပေါ်မျက်နှာအက်ကနမ်းမိတော့သည်။သွေးချွေရေပုတ်ချွတ်နှုတ်၏အနတ်အသက်မျိုးစုံတို့သည်တင်းမောင်၏နှာခေါင်းတွင်သို့ထောင်းကနေဝင်လာ၏။ပုတ်ပွားပြော့ဤသော ခန္ဓာကိုယ်ကြီးအပေါ်ဆွေကနေခွာမိသည့်အတွေ့အကြုံကြောရိုးများကလည်းစိတ်တက်လာ၏။မျက်စိများပြသွားသည်။ဘာကိုမှမမြင်ရတော့သည်။ ဘေးမှလူများကစွဲထူပေး၏ကင်မရာမကွဲတော့လဲတင်မောင်၏အိမ်ကြီးမှာသွေးများနှုံများပေးရသွားသည် အတန်ကြာမှအင်ရီဆဲကဓာတ်ပုံကိုဆိုက်၍ရိုက်သည်စင်မြင့်ပေါ်သို့မူမတက်ဝင်တော့ပြီညီတို့ရိုက်စေကမူသူ၏မျက်စိများမှာပြားနေပြီဖြစ်သည်ဖြင့်ပုံများမတင်တော့ပြီလူတကိုယ်လုံးကရုံကရင်ဖြစ်နေသည်ဖြင့်စစ်ဘိုလ်တဦးကဈေးကန်တွင်ခေါ်ကာအရက်တစ်ခွက်တိုက်တီကို မော်လိုက်ရသည်ထိုနေ့ကနယူပစ်သတင်းဌာနသည် အီယာမဓာတ်ပုံသတင်းကြီးပုံကောင်းများလုတ်ခဲ့ရလေတော့သည်ထိုမြမကသည် တင်မောက်အဖို့ကာလအတိုင်းကြာအိမ်မက်ဆိုးများမြင်မက်နေကြတော့သည်မှတ်ချက်စစ်တပ်ကမျက်နှာဖြူနှစ်ဦးကိုပါတတ်ခဲ့သည်ဟု ပြောတော်လဲနေ့အတိုင်းကြာတော့ကဘီလက်၌တဦးထွက်လာသည်ငွေလက်ခံပြီးလှုပ်ခဲ့ဟန်တူ၏ဂျေဘုံသတင်းစာကိုထုတ်ဝေတော်အခါ၌မူသတင်းဓာတ်ပုံအထူးထူးကိုအမျိုးမျိုးရရှိခဲ့သည်အရက်သားသတင်းစာချင်းဓာတ်ပုံသတင်းတစ်ခုကို ပြေပုံဖိုးကြကရယူသည်ဟုယူဆပြီးအခြားသတင်းစာများမကြေမနက်ဖြစ်သည်လည်းရှိသည်1963ခုအောက်တိုဘာလ22ရက်မနက်စောစောကဖြစ်ဒေါ်လာရေးအစိုးရကငြိမ်းချမ်းရေးလက်ကမ်းသဖြင့်တွဲဆုံဆွေးနွေးရန်အတွက်ရန်ကုန်သို့ရောက်နေသောဗမာပြည်ကွန်မြူနတီပါတီကိုယ်စားလှယ်များကျွေးတကုံတက်၍ဖျားဖူးကြသည်ကွန်မြူနတီဖျားဖူးခြင်းသည်တံမိုးရှိသောသတင်းဖြစ်သည့်ဖြင့်သတင်းတောက်တို့သည်ကွန်မြူနတီပါတီကိုယ်စားလှယ်တို့ ရွှေတကုံတက်ပြီးကြားတိုင်းကင်မရာကိုစီနဲ့ဂုံးတော်ပေါ်သို့တက်ကစောင့်ကြရသည်တရင်တောင်များစောင့်စင်းကမလာပဲထိုနေ့ကမှဖျားလာကြသည်ကွန်မြူနစ်ကိုစလဲတို့ဖျားဖူးနေချိန်၌ဂုံးတော်ပေါ်ရှိဂျေဘုံမိတ်ဆွေတို့ကဖုံးဆက်၍တရင်ပေသည်ကွန်မြူနစ်ကိုစလဲတို့ဖျားတက်လျင်မနက်ပိုင်းတက်ပြီးဟုကြိုတင်ခံမှန်းခဲ့ပြီးလွန်ခဲ့သောတပတ်ကျော်မှစ၍တရင်စာတိုင်း၌အိတ်ဆောင်ခဲ့သောဂျေဘုံတရင်တော်သည်ဖျားသူကြပြကြရာပြည်သည်ဂျေဘုံတိုင်းနှင့်ရွှေတကုံဖျားမှာအတော်လှန်သည်ဖြင့် ဖျားဝိပုချင်းကိုမမိလိုက်တော့ပေကွန်မြူနီကိုစလဲများဖျားမှဆင်းလာချိန်တွင်မှဂျေးပုံတရင်တော့ဖျားသူရောက်သွား၏ထို့ကြောင့်ကိုစလဲများကိုဇောင်းတဲ့တနေရာတွင်တန်းစီ၍သာပုံသေးကိုရိုက်ယူလိုက်ရသည်ဖျားရှစ်ကိုနေဟန်ပုံသွက်ကိုဂျေးမုံကမရလိုက်ကံအားလျော်စွာကွန်မြူနီကိုစလဲတို့ဖျားပူဇော်ပုံတပြက်စီလဲပုံတို့ကိုဘာကဘာအဖွဲ့ဝင်ရဲဘော်ဘာကတ်ကရုရှားကင်မရာလေးနှင့်မှတ်တမ်းတင်တပ်ပုံရိုက်ထားလိုက်သည် ရဲဘော်ဘာကက်ကပင်သူ၏ကင်မရာရောဖလင်ကိုပါကျင်းပုံသတင်းတောက်လက်သို့အပ်လိုက်သည်တခြားသတင်းစာတိုက်တွေကိုလည်းဓာတ်ပုံတွေဝေပေးပါဗျာထိုကဲ့သို့သူကမှားလိုက်သည်ကျင်းပုံသတင်းတောက်တို့သည်တိုက်ပြန်ပြီးဖလင်များဆေးကပုံကူးပြီးနောက်ရှစ်ခိုးဘုံတပြက်စီလဲဘုံစသည့်ပုံသွက်တို့ကိုကျင်းပုံ၌တုံးပြီးဖျားချီ၌တန်းစီကကျင်းပုံကရိုက်သောပုံနှင့်ဖျားပေါ်၌တန်းစီ၍ရိုက်ထားသောပုံများကိုတခြားသတင်းစာတို့အားဖြန့်လိုက်သည်ပုံသွက်ကိုမရလိုက်ဘဲ ကျေးပုံတဆောင်းနဲ့တုံးသဖြင့်အခြားသတင်းစာတို့ကမကြေမနက်ဖြစ်ကြသည်ကျွန်တော်တို့ကိုဘယ်တပ်ပုံများဖြန့်ပေးပါလို့ရဲဘော်ဘာခက်ကတိတိကျကျမှားတာမဟုတ်ပါဘူးရဲဘော်ဘာခက်ရိုက်တဲ့ဖလင်တွေကဖြန့်ပေးတာပဲကျွန်တော်တို့တာဝန်ကြီးပါတယ်ထို့ကဲ့သို့ကျေးပုံတပ်ပုံဆရာတို့ကထုချည်ဤပုံသွက်လွတ်သူသတင်းစာများကကျေနပ်ပုံမှာပေါ့ထို့ကဲ့သို့ပင်ကျေးပုံသတင်းတပ်ပုံထုခဲ့သဖြင့်သတင်းစာတစ်စောင်ကခေါင်းကြီးပိုင်းမှဝေဖန်ရသည့်အထိကြည့်ရိုက်မှုတစ်ခုဖြစ်ပွေဤ 1962ခုနှစ်ဒီဇင်ဘာလအတွင်းကဖြစ်သည်ရန်ကုန်အောင်စံကစားကွင်းကြီး၌အရှိအာရှတောင်ပိုင်းကျိုးဆွယ်အကစားပွဲတော်ကြီးကျင်းပ၏။တရင်တောင်များကဓာတ်ပုံရိုက်လျက်ဓာတ်ပုံပြီးကြောင်းအကစားပြိုင်ပွဲဝင်တို့ထိခိုက်မိဟုအကြောင်းပြကအစိုးရပြန်ကြားရေးဌာနကဓာတ်ပုံမှန်သမျှကိုသူတို့သာရိုက်သည်။သူတို့ကသာတရင်စာတိုက်တို့အားဖြန့်ချသည်။ဓာတ်ပုံများသည့်ညံ့၏အကစားပြိုင်ပွဲဝင်တို့ရှင်းပြိုင်ကြသည့်ပုံသွဲများထွက်မလာသည်ဖြင့်ဂျေးပုံတရင်တောင်များကပုံသွဲရရှိရေးကို ပြန်စကြသည်အာဂသာပွဲများကိုမြည်သည့်သတင်းစာမှဓာတ်ပုံမြင်ရသဖြင့်အခက်တွေ့နေသည်သို့တော်လမ်းစာတစ်ခုကိုကြေးမုံကတွေ့သွားသည်အိုမီဂါနာယီကုမ္ပဏီ၏ဘန်းဝင်ဆန်ဂျိန်ဓာတ်ပုံဆက်ကြီးကဘန်းဝင်ပုံများကိုရိုက်ကာထိုဓာတ်ပုံဖြင့်မြင်းပွဲကဲ့သို့ဘန်းဝင် အရှုံးအနိုင်ဆုံးဖြတ်သည်ထိုဘန်းဝင်ဓာတ်ပုံအချို့ကိုနိုင်ငံခြားစာနယ်ဇင်းတို့အသို့ပို့ရန်နိုင်ငံခြားသတင်းတောက်တို့ကို ပေးရသည်ဤအကွက်ကိုကြေးမုံကမြင်လင်မြင်ချင်း နိုင်ငံသားသတင်းတောက်တဦးကိုကတ်လိုက်သည်ဖြင့်အမျိုးသမီးမီတာ100ပြည့်ဝတ်တွင်ပထမရသူယိုရီးယားမာလီနှင့်ဒုတိယရသူဗမာပြည်မှဂရေစီကာတို့ဓာတ်တိနီဘာပန်းဝင်ပုံကိုကျင်းပုံတဆောင်းနှင့်ဖော်ပြနိုင်ခဲ့သည်ဤတွင်သတင်းစာတို့သည်စီကနေပွက်လောရိုက်သွားတော်သည် အချို့ကခေါင်းကြီးပိုင်းမှဝေဖန်သည့်အထိပြင်းထန်စွာရေးကြသည်အစိုးရပြန်ကြားရေးဌာနတွင်လည်းစူပွက်သွားတော်သည်ကျင်းပုံအဖို့မူအာကသာပွဲတော်တစ်ခုလုံး၏အထူးဆုံးဓာတ်ပုံကို တဆောင်တဲ့အနေဖြင့်ရလိုက်တဲ့ဖြင့်ထူးခဲ့ရပြန်သည်တရင်စာတို့အဖို့တရင်ကို၎င်းတရင်ဓာတ်ပုံတို့ကို၎င်းမိသူမမရစီပဲကိုပိုင်တရင်ကိုပိုင်ဓာတ်ပုံအဖြစ်ရရှိရမှာစူးစမ်းမှုလှင်မြန်မှု ဖြတ်တိုးဉဏ်ရှိမှုနှင့်ဆိုကြပါစို့ကံကောင်းမှုတို့ရှိရန်လိုပေသည်တရင်ဓာတ်ပုံရရှိရမှာ အချက်အညာတိတဲ့ဖြင့်လွယ်သည်လည်းရှိသည် အချက်အညာကိုတိပေတိတော်လည်းခက်ခဲတိလည်းရှိသည်တင်မောင်ဤတရင်စာတက်တဲ့၌အပင်မဲဆုံးတရင်ဓာတ်ပုံတစ်ပုံဤဇလတ်မှာ 1958ခုဇွန်လကဖြစ်သည်ဂျပန်သတင်းစာသည်အေဘီလာလဲကစခဲ့သဖြင့်သတင်းစာထွက်ကားစာရှိသေးသည်ထိုအချိန်၌1958ခုဇွန်လ၄ရက်နေ့တွင်ရန်ကုန်ဘိုးကျုံလမ်းရှိစစ်လိတ်ခုံရှိတရေတော်စိန်ညွတ်အိမ်ကိုဓမြဝင်တိုက်သွားရာစိန်ရွှေ6သိန်းကျော်ဖို့ပါသွားသည်ဓမြတိုက်ခိုင်ရသူကနာမည်ကြီးသည်ပါသွားသောငွေကများသည်တိုက်ပုံကပြည့်ရည်သည်ဖြစ်၍ထိုဓမြမှုတရင်ကြီးသည်ထိုအချိန်ဖို့ အထူးဆုံးသတင်းကြီးဖြစ်ခဲ့သည်ရဲတို့ကလည်းပြည်ရည်တည်သက်သည့်ဓမြမူကြီးကိုအစွမ်းကုန်ကြိုးစား၍လိုက်ရာဇွန်လ9ရက်နေ့တွင်ဓမြဘူစိန်ဓမြောင်ကိုပခုတ်ကူမြို့တွင်ဖမ်းမိသည်စိန်ဓမြောင်သည်အထက်ဗမာပြည်တွင်ဦးခန်ဒီဤမန္တလေးတောင်အလှငွေတိုက်မှစကားဓမြမူကြီးပေါင်းများစွာကိုကျူးလွန်ခဲ့သောဓမြဘူကြီးဖြစ်သည်ဤတွင်ကျေးမုံ၌စိန်ဓမြောင်၏ဓပ်ပုံပါနိုင်အောင်ကြိုးစားရှာဖွေရတော်သည်ဇွန်လ9ရက်တနင်္ဂနွေနေ့မနက်ပိုင်းတွင် ပကုတ်ကူတို့ကျင်းနေရက်ကစိန်တမြောင်ဓာတ်ပုံကိုရှာစေသည်မယမန္တလေးတို့လှမ်း၍စိန်တမြောင်ဓာတ်ပုံကိုရှာစေသည်ဓာတ်ပုံမယစိန်တမြောင်၏အတိတ်ရာသဝင်ဓမြမှုများသတင်းသာပို့နိုင်သည် အကွက်တစ်ခုကိုလှစ်ကနေမြင်လိုက်သည်စိန်တမြောင်သည်ဆရာသိအဖြစ်ဈေးဆရာဖြစ်နေရမှဓမြမှုကျူးလွန်လျာဈေးဆရာအဖွဲ့၌အမှုဆောင်ဓာတ်ပုံများဖြစ်စေအခြားတနည်းဓာတ်ပုံများဖြစ်စေရနိုင်သည်ချက်ချင်းရေကြော်တဲ့ရှိဈေးဆရာအဖွဲ့သို့သွား၏ ျုပ်တို့စီမှာဆရာသိန်းရဲ့တပ်ပုံမရှိပါဘူး။ဒါပြင်ဆရာသိန်းရဲ့တပ်ပုံကိုဘယ်နည်းနဲ့မှမရနိုင်ဘူးပေါ့။နေုံနေုံကျုပ်တို့ဆရာတွေအားလုံးအစိုးရစီမှာမှတ်ပုံတင်တော့တပ်ပုံပါပြီတဲ့။အစိုးရစီမှာတော့တပ်ပုံရှိလိမ့်မယ်။လမ်းစာပေါ်လိပြီ။သို့တော့တနေ့ကတွင်နေဖြစ်သဖြင့်တိုးနေကတပ်ပုံရာရေးကိုစက်မလိုက်နိုင်ပဲရှိခဲ့သည်။တနေ့လာနေ့မနက်9:00တိတိတွင်ရန်ကုန်စေယုံကြီးရှိကွက်လက်၌စောက်ထားသောတိုင်းရင်းမြန်မာဆေးဆရာများအဖွဲ့မှတ်ပုံတင်အရာရှိရုံးသို့ရောက်သွားသည်။ တနာယီမိနစ်40စောင့်ပြီးနောက်10နာရီမိနစ်40ကြာမှအရာရှိရောက်လာသည်အထက်ကအမိတ်မရပဲဖိုင်များကိုမပြနိုင်ပါဘူးသူကဲ့သို့ဆိုသဖြင့်အတွင်းဝင်ရုံးသူပြည့်ရပြန်သည်သူစင်းကကျမ်းမာရေးဝန်ကြီးဒေါက်တာစိန်မဲဤရုံးခန်းရှိ၌မိနစ်40စောင့်ရာ၏7နာရီမိနစ်40တွင်ဝန်ကြီးဒေါက်တာစိန်မဲနှင့်တွေ့သောအခါအင်တင်တင်လုံနေပြန်သည်အစိုးရရုံးကပုံကိုပေးဖို့မတင်ဘူးထင်ပါတယ်ဗျာထိုကဲ့သို့ဝန်ကြီးကဆို၏ တင်းမောင်းကပေးတင်ကြောင်းအကျယ်တဝင့်အမော်တပန်ပြောပြရည်ဝင်ကြီးဒီအတန်းကြာစဉ်းစားပြီးမှခင်ဗျပြန်ကြားရေးသွားဖို့ဗျာပြန်ကြားရေးကထောက်ခံရင်ပေးမယ်ထိုကဲ့သို့ဆိုလိုက်သည်12နာရီ30မိနစ်ထိုစဉ်ကပြန်ကြားရေးဝင်ကြီးတခင်ချစ်မောင်းကပေးတင်တယ်ဟုထောက်ခံလိုက်၏တနာရီ30မိနစ်ဝင်ကြီးဒေါက်တာစိန်မန်းထံမှယခုစာပါသူကျေးမုံတရင်တောက်အားလိုရာပုံ ထုတ်ပြလိုက်ပါဟုသောစာကိုရခဲ့လေပြီ မနက်စာဘယ်နေမှမသိပြီး တင်းပေါင်းတယောက်အတွင်းဝင်ရုံ၌ရောက်ရက်ခတ်နေသည်ကိုအခြားသတင်းတောင်များတွေ့ကဂျိမ်းမိသွားလိမ့်ပြီးအနံ့ရသူကရသွား၏နှစ်နာရီတီတီမပုံနေရုံမှအရာရှိအားဝင်ကြီးအစာကို ပြနိုင်သဖြင့်သဘောရှိအမိန့်ရလိမ့်ပြီးသို့တော်အခက်တွေ့ရပြန်သည်မပုံနေဆေးဆရာပေါင်း2,2583ရှိသည်နံပါတ်အဖြစ်၎င်းခွဲထားသည့်အညွန်မရှိနံပါတ်ပင်မတက်ရသည်ဆရာသိအမိခံဆေးဆရာကလည်းအတော်များလိမ့်သည် ။ဇေယသိန်းကိုလည်းမြင်ဘူးသူမဟုတ်ရှာရမီမှာအတော်ခက်ခက်ခဲခဲရှာရမီ။မိမြပင်ခက်ခဲစေကမူဇေယသိန်းအမိခံစိန်တမြောင်ဤပုံရှိရာဒေသကိုတွေ့ပြီးမှတော့တက်ခေါက်ရေမပြန်နိုင်။ဘီဒိုတစ်လုံးဖွင့်ရသည်။ဖိုင်တစ်ခုပြီးတစ်ခုဆွဲရသည်။ဖိုင်စာမျက်နှာတရွက်ပြီးတရွက်လိုင်ရသည်။လူအမည်တဦးပြီးတဦးဖက်ရသည်။ဓာတ်ပုံတပုံပြီးတပုံကြည့်ရသည်ကြည့်ရမည်ဥယျာဉ်မှာ22583ဟု ပင်မလာသည်ဖြင့်မနက်စာစာသည့်စိတ်ပင်ပျောက်သွား၏ညနေ၄နာရီလူဦးရေတပေါင်းကကြည့်ပြီးခေါင်းလဲမူးနောက်နောက်ဖြစ်လာပြီးညနေ၄နာရီခွဲ ရုံးအရာရှိပြန်သွားပြီးရုံးစေးတအူးကိုထားခဲ့သည်ရုံးစေးစောင့်နေရစ်ခရန်လက်ဖက်ရည်တိုက်ကရှစ်ခိုးဦးတင် တောင်းမှန်ရာ၏ဓာတ်ပုံပေါင်းတပေါင်းခွဲကလှန်ပြီးလေပြီးညနေ၅နာရီခွဲတဖြည်းဖြည်းလက်နှေးလာသည်ပုံပေါင်း၂၀၀၀ပြည့်လူတွင် တင်ပေါင်းဤစကြက်ကိုအနှံ့ရကား ဗမာခင်နဲ့အခြားတိုက်တို့မှသတင်းတောင်များရောက်လာသည်သူတို့အားမိမိရှာပြီးဖိုင်တွဲပုံကြီးကိုအပ်လိုက်သည်တင်းမောင်ကမကြည့်ရသေးသော ဖိုင်များကိုတရွက်ချင်းလှန်ရပြန်သည်တွေ့ပြီးစက်တရက်တလ56ရက်နေ့ကမပုံတင်ထားသောပဇုံတောင်မှဆရာသိပုံနေတကွာအเจ้าရာဆောင်ကိုတွေ့ရလိုက်သည်အခြားသတင်းတောင်များသည်ကုန်း၍ရှာသည်ရှိတနေ့လုံးအငတ်ခံ၍ရှာခဲ့ရသည်ကိုသူတို့အားအလွယ်အားဖြင့်ခွဲ၍မပေးနိုင်တင်းမောင်သည် ဖိုင်ကိုပိုက်ကအမတ်တမဲ့ အရာရှိခန်းသို့ဝင်ခဲ့ပြီးပရင်းပေါက်မှ ခုံဆင်းခဲ့သည်ပရင်းပေါက်မှငါးဘီကန်မြင့်သည်ဖြင့်ခြေနာသွားသည် တိုက်သို့ပြန်ရောက်သောအခါ6နာရီ45မိနစ်ရှိလေပြီးချက်ချင်းဘလောက်တိုက်သို့ပါလှုပ်ရသည်ဘလောက်လှုပ်သည်ကိုသတင်းတောက်တအူအားစောင့်ကြည့်စေကဘလောက်ပြီးလင်ပြီးခြင်းအခြားသို့တဆင့်မပြတ်ရန်ဓာတ်ပုံရောဘလောက်ရိုက်သည့်မှန်ပါပြန်ယူစေခဲ့သည်ည7နာရီဗမာကေဦးအောင်ခင်ကသတင်းတဆောင်ရေးကအရီတာဦးရှိန်မြအားကျေးမုံသို့လှုပ်လိုက်သည် စိန်တမြပုံကိုဗမာခေတ်သို့ပေးပါဟုတောင်းသည်တနေကိုအငက်ခံကအပင်မန်းခံကရှာခဲ့ရသောပုံကိုမပေးလိုသဖြင့်မပေးဟုညင်းလိုက်သည်ည၈နာရီ30တင်မောင်၏ဆရာဖြစ်ခဲ့သောဗမာခေတ်ဦးအောင်ခင်သည်လွယ်လွယ်နှင့်လိုက်လျှော့သူမဟုတ်ဂျမားရေးဝန်ကြီးဒေါက်တာစိန်ပန်းထံသွား၍တိုင်သည်ဝန်ကြီးကစာရေးပေးလိုက်သည်အစိုးရပုံဖြစ်သည့်ဗမာခေတ်ကိုပါခွဲပေးပါဟုဝန်ကြီးဒေါက်တာစိန်မဲဤစာ၌ပါ၏ဝန်ကြီးကိုယ်တိုင်လည်းဖုံးဆက်၍ပြောသည်သည် ဝင်ကြီးဆိုတော့သူဤဌာနမှာပုံကိုအပြင်ယူခွင့်တိတိကျကျမရှိဘဲယူလာသည်မို့ညွန့်လာသည်ဓပုံကိုလည်းဗမကစ်တို့လွယ်လွယ်နဲ့မပေးလို့တဲ့ဖြင့်ဓပုံဖိုင်ကြီးကိုပိုက်ကာပြန်ကြားရေးဝင်ကြီးသခင်ချစ်မောင်ထံပြေးသွားသည်ခမရတို့သတင်းစာရိုက်ခြင်းလူကြတဲ့အတွေ့ဝင်ကြီးတွေဆွဲမထက်ပါနဲ့ထိုကဲ့သို့သခင်ချစ်မောင်ကပြောလိုက်သည်ညာ9နာရီဗမကစ်ဦးအောင်ခင်နောက်ထပ်မတောင်းနိုင်ရန်တင်မောင်သည်ဓပုံဖိုင်ကြီးကိုလွယ်ရီတလုံးတွင်ထက်ကရုပ်ရှင်ယုံတယုံတို့သွား၍ညာဘွဲကြည့်လိုက်သည် ဓာတ်ပုံထည့်ရန်တရင်ကိုစီစဉ်ပြီးဖြစ်နေလေပြီညီသူမှလည်းလာ၍တောင်းနိုင်တော့ပြီမဟုတ်ပေမနေ့ပြန်ဆိုရင်ဓမြဘူကြီးစိန်ဓမြောင်ဤပုံကိုကျေးပုံတဆောင်နဲ့တရင်ဓာတ်ပုံဖော်ပြနိုင်တော့ပြီသို့တော့နောက်တနေ့တရင်စာများထွက်လာတော့အခါနိုင်ဘူးကျေးပုံ၌ပါသောစိန်ဓမြောင်ပုံဗမခင်၌လည်းခက်ဝါဝါခက်မိန်မိန်မပြတ်မသားပါလာသည်ကိုစာဖတ်သူတို့တွေ့ကြရ၏ဖြစ်ပုံမှာထိုစဉ်ကကျေးပုံသည်လက်ထိုးပုံနှိမ့်ဆံများနှင့်ရိုက်ရသည်ဖြင့်ည၁၂နာရီတွင် တရင်စာစ၍ရိုက်ရသည်မနက်တနာဤတွင်တရင်စာတုံများနေသို့ပို့သည် နောက်မှရန်ကုန်ကိုစလဲသို့ပို့သည်ဗမကိကပတ်လဲဆိုင်ကြီးကိုတုံးသည်မနက်9နာရီအထိတရင်နှင့်ဓာတ်ပုံစောင့်၍ရိုက်သည်နေသို့ပို့သောဂျင်းပုံကိုယူကာဂျင်းပုံမှဆရာဦးသိဤပုံကိုဘလောက်လောက်၍သူတို့တရင်စာ၌ပုံနှိပ်လိုက်ခြင်းဖြစ်သည်ဘနဲ့လဲဂျင်းပုံကတရင်ဦးနိုင်သေးရဲ့လားဗမကိဝိုင်းတော်သားတအူးကကြည်သည်တရင်စာဆိုတာတဆောင်သို့မဟုတ် တရွတ်ဖြန့်ကြည့်ပြီးရင်သတင်းတူမဟုတ်တော့ဘူးဟောင်းသွားပြီနောက်သတင်းစာကကူးပြီးတော့ဖော်ပြနိုင်တယ်ကျင်းမုံပုံနှိပ်ပြီးတော့သတင်းစာထွက်ပြီးဖြန့်ဝေပြီးချိန်မှာဗမာကကဒီပုံကိုရတာပုံနှိပ်တာမို့ကျင်းမုံကဥရာပေါ့ဟုပြန်ဖြေလိုက်ရသည်